ုံလားပြည့်ဆိုရင်ညောင်ရည်သွန်းပွဲဆိုတာတော့ပဲသိနေကြတယ်တကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှကဆုံလားပြည့်နေ့မှမွေးဖွားခဲ့တာဖြစ်လို့ကဆုံလားပြည့်နေ့တိုင်းအမှတ်တရရဘုရားရဲ့မွေးနေ့အဖြစ် ဘုရားဘာသာဝင်သူတော်စင်နေအနေနဲ့စေပါတိလာကိုခံယူဆောက်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားတော်မာတွေကိုလိုက်နာချက်သုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့အမပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ကျင့်သုံးပြီးတော့ပူဇော်ခြင်းဟာ ိုပြီးတော့မြုံမြတ်တယ်လို့ရသော်ဘုရားကိုယ်တိုင်ကလည်းအင်တာမချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလာပြီဆိုလို့ရှိရင်ရသော်ဘုရားကိုဂုံပြုပူဇော်တော်အားဖြင့်လူတိုင်းလူတိုင်းရှင်ပါသီလဆောက်တည်လို့ဘုရားမြတ်စွာဘုရားပူဇော်တော်အားဖြင့်ဘုရားနုဒတိဘာဝနာများထူးထူးခြားခြားပွားများသင်ကြတယ်ပေါ့ဒါလည်း အမတ်တရရှိထားကြဖို့ပေါ့